โอเคအားလုံးမင်္ဂလာပါခုကကျွန်တော်အပိုင်းနှစ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီဘန်နဲ့ပတ်စံနဲ့မိမိပတ်စံမဟုတ်ဘူးလို့မိမိကပြောရမှာဖြစ်တယ်နော်အဲ့လိုဆိုလို့ရှိရင် तू ကနေပြီးတော့ဘန်နဲ့မပတ်စံနေရှိမယ်ဆိုရင် तू ကအရင်ဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော် ATM ကတ်ကို तू ကအရင် तू ပိတ်တက်ပိတ်ရမယ်ပိတ်မယ်ဆိုတော့ဘန်ဝင်နှန်းနေပြီးတော့ cost နဲ့ပုံစံပေးနေမယ် cost နဲ့ပုံစံပြောရဘန်ဝင်နှန်းနေမှာတစ်စင်းကောဆန်အောင်စကားပြောမယ်ပြောပါဆိုရင်မိမိကိုယ်တိုင်ဒီဘန်နဲ့ပတ်သက်တာလုံးဝမိမိနဲ့လုံးဝလုံးဝမပတ်သက်ပါဘူး ပေါ့နော်မိမိရဲ့လုံးဝမပတ်သက်ပါဘူးဆိုလို့ရှိရင်ဟုတ်ပြီဗန်ဝင်နေရနေပြီးတော့ဒီ ADN ကတ်ကိုသူပိတ်ချနိုင်ဒါဆိုရင်ကျွန်တော်တို့ငွေငွေငွေထွက်အဝင်ရအထွက်မရဘူးနော်အဝင်ရအထွက်မရဒါ ADN ကတ်ကိုနော်ထွက်လုံးဝမပြီးတော့ ADN ကပိတ်တာလားနောက်တစ်ခါကျွန်တော်ဘန်အောက်ကြီးဘန်အောက်ကြီးရဆိုရင်ကျွန်တော်ဒီဘန်ထဲမှာပတ်စံရှိရဆိုလုံးဝပိတ်လို့မရဘူးနော်ဘန်ထဲမှာပတ်စံရှိရလုံးဝပိတ်လို့မရတော့ကျွန်တော်ဘန်ထဲကပတ်စံထုတ်အောင် အဲ့တော့မိမိထုတ်လာမိမိအပြစ်တွေမှာလေနော်ဆိုတော့အဲ့ကျွန်တော်အိပ်ဖန်တဲ့ပစံကျွန်တော်မထုတ်ဘူးကျွန်တော်အဲ့တိုင်းကျွန်တော်ထားရလိုက်တယ်92နိုင်တော့တိတ်သွားရက်ထားပိုင်မရှိတယ်ဒါသူဆိုတော့နော်ဆိုတော့အဲ့ရအောင်တိုင်းနဲ့ကျွန်တော်ကသွားပြီးတော့ဘာလုပ်လဲဆိုတော့အဲ့တိုင်းလုပ်မဲ့ကျွန်တော် yes scan ကိုကျွန်တော်ဘာပြန်ပြောလာနော်မာတော့ဘန်နဲ့မာတော့ဝင်ဝင်တော့ရှိနေပြီနော်ဝင်ဝင်တော့ရှိနေတော့ yes scan ကနေဘာတူအမှုလုပ်မယ်နော်အမှုလုပ်မယ်နံပါတ်နည်းပြီးသွားပြီဆိုရင်ကျွန်တော်အနေနဲ့ကစင်ကတ်ကိုသွားမယ်မိမိနာမည်နဲ့စင်ကတ်ကိုဖွင့်လာတယ် ဥမာမိမိလက်ရှိသုံးနေတဲ့စင်ကပ်မှာအပါပေါ့နော်မိမိသုံးနေတဲ့လက်ရှိစင်ကပ်မှာအပါဂျန်နစ်စင်ကပ်မိမိမသုံးဘူးဆိုလို့ရှိရင်စင်ကပ်ယုံမသွားပြီးတော့နော်ကော့ဆန်နာဒီကျော်စင်ထက်တို့ဘစ်စီတို့မှာရှိတယ်ဒီနော်အဲဒီယုံမှာသွားပြီးတော့ကျွန်တော်တို့ဒီ passport ပဲပြရတယ်နော်အဲ့တော့ဒီ passport နံပါတ်နဲ့ကျွန်တော်တို့စင်ကပ်ထေးယူရတယ်ပွဲသားတွေနေရတယ်နော်ကျွန်တော်ဒီစင်ကပ်တွေပိတ်ချင်ပါလေလို့ပြောရင်စင်ကပ်ပိတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်နံပါတ်၄ချက်ကျွန်တော်ကကျွန်တော် mobile banking သုံးလို့မရတော့နော်ကျွန်တော် online ပေါ်ကငွေလွှဲလို့မရတော့နော်ဆိုတော့ ငါဘက်တရ online banking လုပ်မရတော့တဲ့သူ online ဘယ်လိုမှတော်လို့မရတဲ့သူ ATM သွားမှာ ATM နဲ့ချို့ခုနကျွန်တော်တို့က ban မှာ ATM ပိတ်ထားပြီးတော့ဖြစ်တဲ့အတွက်သူဘာမှလုပ်လို့မရတဲ့အတွက်လုံးဝသူ ban ထဲမှာဘတ်တပန်းရှိနေဘတ်တပန်းလုံးဝတုံးမရတော့ဘူးကြအဲ့ဒါဆိုရင်တော့မိမိကိုသူကြားတဲ့နည်းနဲ့ဆက်သွယ်လာနိုင်မယ်မိမိကိုဆက်သွယ်လာတဲ့အချိန်ကျလို့ရှိရင်မိမိကဆက်သွယ်လာတဲ့ဖုန်းနံပါတ်တွေကိုတေချာလေးတင်လာပြီးတော့ကိုအမှုဖွင့်လာတဲ့နေမြေကြိုင်ရဲကိုသွားပြီးပေးလိုက်ရုံပါပဲဗျ။နောက်ဒီကတော့ကျွန်တော်အနေနဲ့ စောင်းရယ်ရှောင်းရယ်တွေကျွန်တော်ပြောပြပေးတာဖြစ်တယ်။အဲတခုရှိတာကကျွန်တော်တို့ကနင်းမြေကန်ရက်ဆက်အောင်သွားပြီးတော့ကျွန်တော်တို့ဒီအမှုမဖွင့်ခင်ပေါ့နော်ကျွန်တော်တို့ကသွားပြီးတော့ကျွန်တော်တို့ဒီတိုက်ချက်စာဖွင့်တဲ့ချိန်ကြောင်းရှင်ဒီဘန်ဖွင့်တဲ့ချိန်မှာမင်းကိုကွဲစားတော်၎င်းအလုရှင်တော်၎င်းကတယောက်ကိုဘလောက်ပေးရလို့ပြောလို့ရှိရင်မိမိအနေနဲ့ငွေလက်ခံရရှိကြအောင်တော့ပြောလို့မရဘူးပေါ့နော်ဥပမာအဲ့လိုပြောလိုက်ရင်မိမိကဘန်ရောင်းစားရတယ်ဆိုပြီးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒီတော့မိမိအနေနဲ့ ငွေမရရှိဘူးဆိုတာတော့မှန်ကန်ဖို့လိုတယ်ငွေရရှိပြီဆိုတော့မိမိရဖန်ရောင်းစားတဲ့အတွက်မိမိအရင်လုံအောင်အရင်ဆုံးအထဲဝင်သွားမှာဖြစ်တယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ရွှေပြောင်းမြန်မာရေးအတွက်အရေးကြီးတယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲကျွန်တော်တို့ဒီဂယုဆိုင်ကြပါ